ရှယ်စားနေတွေ့မှာရှယ်ဟိုစားနေပါလားဟာရှယ်စားနေတွေ့မှာရှယ်ဝါနေကျွန်တော်ထားအောင်တွတ်နေပါအားလုံးမင်္ဂလာပါချစ်တော်လေးတို့ရေအခုကစောင်းရတီလုံဝင်လာပြီဆိုတော့လေစောင်းရတီအေးအေးလေးနဲ့လိုက်ဖတ်တဲ့ရခိုင်ဆက်ဆက်လေးတွေချက်စားပါမယ်ရှင် မမင်ကတော့အမျိုးသားကြိုက်တဲ့တောဝက်လေးရတော့မြင့်လေးနေရောပြီးတော့ရခိုင်ချက်လေးချက်ကျွေးလိုက်ပါတယ်။ချက်ချားကလေသူကဝက်ဆိုရင်အစီဝဲကြိုက်တာဆိုတော့အစီများတဲ့အပိုင်းလေးတွေပဲရွေးပြီးတော့ဝယ်လာလိုက်ပါတယ်။အရင်ဆုံးချက်ဖို့အတွက်ဝယ်လာတဲ့ဝက်သားတွေကိုနေရောလေးတုံးပြီးတော့ရေစေးပြီးရေစစ်ထားလိုက်ပါမယ်။ကျတုံဖြူနေလို့လေလीလीချပြီးတော့ပြင်ဆင်ထားပေးမယ် ြီးရင်တော့ချက်မဲ့ဦးထဲကိုရေစစ်ထားတဲ့ဝတ်သားတွေထည့်မယ်။ကြက်သွန်ဖြူနေထည့်မယ်။စားချုံမုံဆွနှမုတ်ထည့်မယ်။ဒါလေးကတော့ဒီနေ့ရဲ့အဓိကစားလိုက်ကြော်ကြီးဖြစ်တဲ့ရှယ်စားရခိုင်ပြည်တော်လေးပါရှင်။တီတီမီမီနဲ့ဆက်ဆက်ကောင်းကောင်းလေးစားခြင်းနဲ့အတွက်ငါတို့တော့ဖောက်ထည့်လိုက်ပါတယ်။ဈေးနှုန်းကလည်းတစ်ထောင်မှ300ကျပ်လောက်ဆိုတော့ဈေးလည်းတန်ပြီးတော့နီးစက်ရဆန်ထဲမှာလည်းလွယ်လွယ်ကူကူဝယ်လို့ရတာဆိုတော့လေ ငပိတောင်ဆက်ဆက်လေးကြိုက်တဲ့မင်းမင်းတော့ကတော့အရန်ကိုမှအဆင်ပြေသွားတာပေါ့ရှင်။ကဲခုငပိတောင်အထုတ်လေးတွေပါထည့်နေပြီးပြီဆိုရင်တော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်။အရသာလေးနှစ်ထားတော့မှဝတ်သားဟင်းထဲထက်ချက်နဲ့မြစ်လေးကိုပြင်ဆင်ထားပါမယ်။မြစ်လေးကပြုတ်ကူသားဆိုတော့အခွန်လေးခွာပြီးနှစ်ချမ်းချမ်းထားလိုက်ပါတယ်။ကဲခုအရသာနှစ်ထားတဲ့ဝတ်သားတွေကလည်းရပြီဆိုတော့ဝတ်သားတွေမြုပ်တွေထိထိထည့်ပြီးတော့အဖုံးလေးအုပ်ပြီးချက်ထားလိုက်ပါမယ်။ ဝတ်သားတွေချက်ထားတော့မှခင်ရသည်ရခိုင်ငပိတောင်လေးလဲထောင်းလိုက်ပါဦးမရှင်။အရင်ဆုံးခင်ရသည်လေးတွေကိုလေးစိတ်ထိုးပြီးတော့တုတ်ထားပေးလိုက်မယ်။ကျွတ်တုံဖြူနေလေးတွေကိုလည်းရေလေးနည်းနည်းလောက်ထည့်ပြီးငွမ်းနဲ့ထိလှုပ်ပေးထားလိုက်ပါမယ်။ကဲခုတုတ်ထားတဲ့ခင်သည်တွေကလည်းနူးသွားပြီဆိုတော့ခင်သည်ငပိတောင်လေးထောင်းပါတော့မရှင်။လော်ထားတဲ့ကျွတ်တုံဖြူနေလေးကိုအရင်ဆုံးကြည့်အောင်ထောင်းမယ်။ပြုတ်ထားတဲ့ခင်သည်လေးထည့်မယ်။ပြီးရင်ထိမိဆက်ကောင်းရှယ်စားရခိုင်ငပိတောင်လေးပါထည့်ထောင်းမယ်။မိမင်ကတော့လေ ခိုင်ငပိတောင်ဆက်ဆက်လေးကြိုက်တဲ့သူဆိုတော့ရှယ်စာငပိတောင်အထုပ်လေးတွေကိုအိမ်မှာအများနဲ့ဆောင်ထားဖြစ်ပါတယ်။ဒဲကူထောင်းနာလေးတွေရပြီဆိုတော့နောက်ဆုံးအနေနဲ့နံနံပင်လေးဥပေးလိုက်ပါမယ်။ဒါဆိုရင်တော့ချစ်တော်လေးတို့ရေထမင်းစားဖို့အရန်ကုန်မှမင်းစီတဲ့ခရင်သီးရခိုင်ငပိတောင်လေးရပါပြီရှင်။ဝတားလေးရလည်းမြူသွားပြီဆိုတော့မြင့်နဲ့နေပြီးစင်းနေထည့်ပြီးတော့ရေလေးပြန်ဆူလာတဲ့အထိချက်ထားပြလိုက်ပါမယ်အခုလိုရေလေးပြန်ဆူလာပြီးတော့ကိုယ်စိတ်ချရေနေထားလိုက်ရပြီဆိုရင် ချက်ခိုင်ငပြီတောင်စစ်စစ်နဲ့ချက်ထားတဲ့ဝန်ပြင်းရခိုင်ချက်ကြီးလေးရရှိပါပြီရှင်။တကယ်လို့ထမင်းစားမကောင်းတဲ့ချက်တော်လေးလို့ရှိရင်လေဒီလိုမျိုးလေးလေ့စားကြည့်ပါနော်။ဒါလေးကတော့ပန်းကစွန်းလေးကိုအချိုလေးကြော်ပြီးတော့ကြက်သွန်ဖြူကြော်လေးအုပ်ထားတာပါရှင်။အားလုံးနဲ့ချက်ပြုတ်ပြင်ဆင်ပြီးပြီဆိုတော့အထုံးစံတိုင်းပေါ့နော်။မိမေနိုးနဲ့တူတူလက်ဆောင်စားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ကဲအဲ့ဆိုရင်မစားခင်သုံးစားတိုင်းခရင်းရှင်းပြီးတော့စားပါတော့ခင်ဗျာ။ကဲလက်ဆောင်စားမချစ်တော်လေးတို့ရေ။ လက်ဆောင်စားလို့ရပါပြီရှင်ဒီနေ့ကတော့ရခိုင်ဟင်းလျာလေးနေလေးပေါ့အာဒီနေ့ကတော့ဘာမှထိထိမိမိရခိုင်ဟင်းလျာလေးနဲ့စားတယ်အရင်ကြကြဥချလိုက်အောင်နော်โอเคကြကြဥချလိုက်မယ်ဆိုမြက်ပဲပါကြရနီနီနာနာရှိပြီမယ်ဟာဒီနေ့ကတော့ထိမိဆက်ကောင်းထိမိဆက်ကောင်းရှယ်စားငပိတောင်းနဲ့အပိစားလေးလေးပေါ့အပိစားမှာဒီနေ့ရှယ်စားနဲ့အပိစားပါမယ်လို့ကဲကဲကဲထပ်ထည့်ပြီးပါโอเคโอเคอืมထပ်ထည့်ပြီးမှထပ်ထည့်မယ်နော် ကဲဒီနေ့တောဝက်လေးနဲ့ပါတောဝက်ဆိုပေမဲ့ဒါမွေးမြူတောဝက်ပေါ့တောတော့တောဝက်ပဲဒါပေမဲ့သူကမွေးမြူမွေးထားတာဟိုဘာလို့ပြောမလဲအာတောထားမှာပြန်မှန်းခံတို့မလိုက်တော့ဘူးတဲ့ဟာလားတော်ဝက်လေးနဲ့ပါ။อืมရခိုင်ချက်လေးပေါ့ကွာစီမပါပဲနဲ့လုံးဝဒါရင်နဲ့ပဲချက်ထားတာ။ဒါတူတူတဘာဝစီပေါ့နော်။စီတော့ပါတာပေါ့လေဝတ်တာစီပေါ့နော်ဝတ်တာစီတော့ပါတာ။နူးရနူးရ။ဝင်းနေရော။ဘာပြီးတောင်းနေလဲ။ ။ဒါကျွန်တော်အရင်ကြီးနေနဲ့စားလိုက်အောင်။ဟင်းလေး။အဟင်းလေးနဲ့နေပြီးဆွဲမယ်ဗျာ။อืมကျွန်တော်อ่ะဒီမှာခရမ်းသီးငပိတောင်ပေါ့ကဘာတူပဲမဲ့ မပြီတောင်းချင်းရနေနဲ့ကွာချာနေလည်းပဲမတူဘူးလည်းပဲမတူဘူးညာလည်းမတူလားရှိဘူးညာကိုရချီချီမိမိဟုတ်တယ်စားကြတော့လေဒီ original ဒီတိုင်းလေးပဲစားဘာမှမပြောနေဘူးဦးရပြာမပြီတောင်းလေးရမြင်ငပိစစ်စစ်နဲ့လှုပ်ထားတော့လေသမင်းတော့မမိန်နဲ့သမင်းတော့မမိန်ဟုတ်ကဲ့အဲ့ဒါလေးနဲ့နဲအပြီးတော့ပူစီရအားပါနဲ့စားမယ် ါလေးကပဲပဲပေါ့ယူနေဖြော်လေးပါမှန်တော့ဥဟုတ်အဲ့ဒီမြုပ်อืมอืมเยอะจ้ะเยอะจ้ะเลยว่าซะเลยแป้งกระจุงนี่อืม Vậy, con nhân đi bà xa đó. Kì, cháy. Trâu vào liền, trâu vào liền nhậu. Bà ngân dùng liền nhậu. Ừ. Xe. Ui, nhắm đi đi. Ừ. Bây giờ bên mày nhìn thấy chưa? 你也开张试试，新鲜不能错。你。 Буди бег. Буди бег. Буди бег уже чего у него? Я, татай, да? Кэ, апилай его, да. Шу. Это нам има, тэ, вода, мы бау пьет. 哈哈哈哈。 ဥပမာပဲစိတ်ကြိုက်ထည့်ထားတော့ဝိမေရှူးရှူးရှဲရှဲပဲတော်မှာပြခံဆွဆွနဲ့တူမင်းမင်းလည်းရှူးရှဲရထွက်လာအောင်ရမ်းတောင်းအကြက်ဝင်းကျင်နဲ့တကယ်ရခိုင်လက်ရဆွတ်ဆွတ်စားတာတော်တော်လေးဥမာဘယ်လိုပြောမလဲရှယ်စားအောင်ပေါ့နော်တကယ်ကျွတ်ဆွတ်တင်ပါလေလို့နော်အဲ့လိုထုတ်လုပ်ပေးရတဲ့ မမင်းတို့တော့အလိုအဆက်ကြိုက်တဲ့သူတွေလို့ရခိုင်လက်ရကြိုက်တဲ့သူတွေတော်တော်လေးကိုအဆင်ပြေသွားဒီဘားရောက်နေတဲ့စီမံမာရီဆိုလို့ရှိရတယ်လေอืมဒီငပီတောင်းလို့ပါလို့စားကြည့်မယ်ဆိုလို့ဒီမှာဆယ်စားရခိုင်ငပီတောင်းစားကြည့်ဖို့ကျွန်တော် recommend ပေးပါတယ်ခင်ဗျာอืมတကယ်ရခိုင်အရသာစစ်စစ်ကိုခံစားစေရမယ်တကယ်ပြောတာပါမနေ့ကမဟုတ်အခုပဲနေ့လာတိုင်းမှာဝဲမြည်ကြည့်လိုက်တော့ ။အော်နောက်တစ်ခါကမင်းမင်းလေးမင်းမင်းစဉ်းစားကြည့်ကြည့်လား။ဒီ share တက်ဒီရခိုင်ငပိတောင်းလို့မင်းမင်းမုတ်တီချက်စားမယ်။စဉ်းစားထားနောက်တစ်ခါတို့အခုလိုဟင်းလေးချက်စားလို့ရတယ်တို့အထုပ်အတုပ်တို့အထောင်းလို့နေတယ်တွဲစားလို့ကောင်းတို့ကရခိုင်မုတ်တီတုံစားမယ်ဆိုရင်ဒီအထုပ်လေးတာဖောက်ထွက်လိုက်ဟုတ်တယ်မုတ်ဖက်နဲ့ပြီးသွားရင်ရခိုင်မုတ်ဖက်တော့ကွတ်တိကွတ်တိမင်းမင်းနောက်ကအဲ့လိုလေးစား ။တော့ရှယ်စားဆိုတဲ့အတိုင်းမှာတကယ်ရှယ်စားကောင်းတယ်။တကယ်စားကောင်းတယ်စားကောင်းရှယ်စားနေတွေ့မှာရှယ်ဟိုစားနေပါလားဟာရှယ်စားနေတွေ့မှာရှယ်ဝါနေကျွန်တော်ထားတော့တွတ်နေပါအဆက်ကြိုက်တဲ့သူကပြီးွားပြီပေါ့ မမဆက်ရအဆက်ရင်ကျက်တည်တာတို့တော့မမအကြိုက်နဲ့လုံးဝတစ်ထက်တည်းကြာသွားတော့ဘာပြောကောင်းမှာဘာမှမပြောကောင်းငုတ်ပဲသွားတော့ ရှယ်ရကလုံးဝဘိုက်ကိုတင်းကားတော့ကဲချစ်တော်လေးတို့ရေမင်မင်တို့လို့ထိထိမိမိနဲ့ဆက်ဆက်ကောင်းကောင်းလေးကိုစားခြင်းနဲ့ဆိုရင်ရှယ်စားရဲ့ရခိုင်ငပိတောင်လေးကိုအိမ်မှာအမြဲဆောင်ထားဖို့လိုတယ်နော်ဟုတ်ပါတယ်ခင်ဗျာကဲအမျိုးတို့ရေကျွန်တော်တို့ဒီနေ့ရှယ်စားလေးနဲ့ရှယ်ဆွဲပြီးသွားပြီဆိုတော့ bye, bye.